မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတုံမြို့နယ်တွင်စစ်တပ်၏တရားမဝင်ရွှေကောက်ပွဲကိုပါဝင်လုဆောင်နေသောကျန်းဖို့ရုံကိုဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းကုန်းတိုင်းမင်္ဂလာတုံမြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏တရားမဝင်ရွှေကောက်ပွဲကိုပါဝင်လုဆောင်နေသောကျန်းဖို့ရုံကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရှမ်းကုန်းအာမေဘွား၏အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် ရှနေ့အောက်တိုဘာလ15ရက်နေ့နနက်9:30မိနစ်ခန့်တွင်မင်္ဂလာတောင်မြို့နယ်ရှိကြံဖော့ပါတီယုံကိုတော်လရေးတပ်ဖွဲ့များကပြင်းအားမြင့်မိုင်းတလုံးလက်ပစ်ပုံနှလုံးတို့ဖြင့်ဖောက်ကွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်ပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ကျွန်တော်တို့ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာတွေလှောက်ဆောင်နေတဲ့ဘယ်ပါတီဘယ်လူပုဂ္ဂိုလ်ကိုမဆိုအလုံးကိုတိုက်ခိုက်သွားမှာပါ။ မဲဆွယ်စီယုံရေးစင်ကြမဲ့အမတ်လောင်းများလည်းတတိကြီးကြီးထားကြဖို့အတည်ပြုလိုပါတယ်။ရွှေခေါပွဲအတွက်အားတက်သရော်လှုပ်ဆောင်နေကြတဲ့ကောင်တွေစရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့မင်းတို့တွေစီကျွန်တော်တို့အရောက်လာမယ်ဆိုတာသတင်းပါကျင်ပါတယ်။ဖြူသူတွေကိုလည်းတရားမဝင်ရွှေခေါပွဲကိုနိုင်တဲ့နေရာကနေစန့်ကျင်ကြပါလို့ပြောကြင်ပါတယ်ဟုရန်ကုန်အာမီ WA အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အကြံဖတ်စစ်ကောင်စီနှင့်ပတ်သက်သောပြစ်မှတ်များအကြံဖတ်စစ်ကောင်စီပြုလုပ်သည့်တရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါဝင်လောက်ကနေကြသောသူများကိုဆက်လက်၍အပြစ်အထံတိုက်ခိုက်သွားပြီးဖြစ်ကြောင်းဖိုးတိုက်ခိုက်မှုကရန်ကုန်အာမီ YA နှင့်အနောက်ပိုင်းခရိုင်ပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဆလပီပြည်သူများအားနေစဉ်ပုံကျဲတက်ဖြတ်နေသောစစ်ကောင်ဆောင်မြောင်းလိုင်းကနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြရန်တော်လှန်ရေးတပ်ဖွဲ့များအားတိုက်တွန်းနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် တော်လရေးတပ်ဖွဲ့များမှတက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြရန်နှင့်တိုင်းပြည်ကောင်းအောင်လုပ်ကြရန်ပြည်သူလူအားနေဆင်ဖုံးကျဲတက်ဖြတ်နေသော အာနာသိန်းစစ်ကောင်းဆောင်မြောင်းလိုင်းကပြောဆိုပါရယ်စစ်ကောင်းဆောင်မြောင်းလိုင်းသည်ယနေ့ကြရောက်သည့် MCA ဆယ်နှစ်ပြည့်အခမ်းအနားမိန်ကွန်းတွင်တော်လရေးတပ်ဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များအားပြောကြားခဲ့ခြင်းဖြစ်ပါရယ်ပြောချင်တာကသက်ဆိုင်သူပုံကုန်များတကယ်ပြည်တော်စုအကျိုးအတွက်တိုင်းသားပြည်သူလူထုရဲ့အကျိုးကိုနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးချဖို့အတွက်တိုက်တွန်းလိုပါတယ်။ ကျွန်တော်အလေးနဲ့ထားပြီးပြောပြရစီကျွန်တော်တို့ရဲ့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဘူးကျွန်တော်ပြောချင်ပါတယ်တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူပေါင်းဆောင်ရွက်ပေးကြဖို့လည်းပြောလိုပါတယ်ကျွန်တော်အနေနဲ့တိုင်းပြည်ကောင်းဖို့အတွက်လုပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းအစဉ်တင်ရှိတယ်လို့ပြောချင်ပါတယ်ဟုမင်းအောင်လိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ် NCA လမ်းကြောင်းမှာ၁၀နှစ်ပြည့်သို့ရောက်ရှိလာတော့လေလက်နက်ကင်ပြိပခါများမှရက်ထန်သွားခြင်းမရှိဘဲဆက်လက်ရှိနေသည့်အတွက် NCA လုပ်ငန်းစဉ်များမှနောက်ကျနေကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ် ကျွန်တော်တို့အခုငြိမ်းချမ်းရေး10နှစ်ပြည့်လောက်တယ်။အမှန်ကဒီဟာအကောင့်ထဲဖို့နိုင်ဖို့ကကျွန်တော်တို့နောက်ကျနေပါပြီ။ဒီ10နှစ်အတွင်းမှာလည်းပထမ9နှစ်ကငြိမ်းချမ်းရေးညီလာခံလုပ်ပြီးတော့အကြောင်းမျိုးမျိုးနဲ့ဆက်လက်အကောင့်ထဲဖို့နိုင်ဖို့ကြံခဲ့တာပေါ့။ကျွန်တော်တို့တာဝန်ယူတဲ့ကာလကြတော့လေပြောရရင်တက်မတော်နေမလို့မလုံနိုင်ဘူးဆိုတဲ့ဟာပြောကြပါရစေ။တက်မတော်လေဒီ NCA ထဲမှာလက်မှတ်ရေးထိုးထားပါရစေ။ကျွန်တော်ကိုယ်တိုင်လက်မှတ်ရေးထိုးထားပါရစေ။ကျွန်တော်တို့ပေးထားတဲ့ကတိကိုဘယ်တော့မှမဖြတ်ဘူး။ ကျွန်တော်ပြောတဲ့စကားကိုလည်းမဖြတ်ဘူးကျွန်တော်တို့သာစောစောစီစီ NCA လမ်းကိုသွားကြမယ်ဆိုရင်ဒီနေ့မှငင်းချမ်းရေးကိုအကောင့်ထဲပေါ်နေပြီဖြစ်ပါတယ်ဟုမင်းအောင်လိုင်ကဆိုပါတယ်စစ်ကောင်ဆောင်မင်းအောင်လိုင်က NCA ကတိကိုမချိုးဖောက်ဟုပြောဆိုထားတော့လေ2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းပြီးကတည်းက NCA စာချုပ်တီပြက်ပြဲသွားပြီဖြစ်ကြောင်း KNU အပါဝင်တိုင်းသားတော်လှန်ရေးတပ်ဖွဲ့များကပြောဆိုထားကြပါတယ် ဆရာနာသိမ့်မှုသည် NCA စာချုပ်၏အနှစ်သာရအခြေခံမှုများနှင့်ရည်မှန်ချက်များကိုပြောင်ပြောင်တင်းတင်းချက်စီးလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထည့်ဖော်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကာစက်ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားပြီးဟုတော်လည်ရေးတက်ဖွဲ့ KNU CNF ABSDF PNLO NNSP တွင် LDU တို့ကပြောဆိုထားပါသည် ထို့ကြောင့်စေအုပ်စု၏ဟန်ပြလုပ်ငန်းစဉ်များတွင်ပါဝင်ခြင်းသည်မြန်မာနိုင်ငံနှင့်ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးနေသည့်စေအုပ်စုကိုထောက်ခံရကြသည့်အတွက် NCA စနစ်ပြည့်အခမ်းအနားသို့မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနှင့်အတူယက်တီကြောင်ပြသကြရန် UN, ASEAN နှင့်နိုင်ငံတကာတန်တမန်များအား NCA ကိုလက်မှတ်ကိုယ်တိုင်ရေးထိုးခဲ့သည့်တော်လှန်ရေးအဖွဲ့အစည်းများမှလေးစားစွာဖြင့်တိုက်တွန်းထားကြပါသည်။ရှင်ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဖြတ်သိမ်းထားသည့်အတွက်စစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲအားကျင်းပခွင့်မရှိကြောင်းနှင့် ီသူတို့ထောက်ခံမှုမရှိသောတူယောင်ရွှေကောက်ပွဲအားဆက်လက်ကျင်းပပါကနိုင်ငံအာဏာအမတရားသောနှိလန်ဖြင့်ရယူရန်ကြိုးပမ်းကျင်းတာဖြစ်သည်ဟု NUG အပါဝင်ဒီမိုကရေစီအင်အားစုများကပြောဆိုထားကြပါသည်။ဆက်လက်ပြီးရန်ကုန်တွင်ကားမပါဘဲညာဘက်အပြင်ထွက်လျင်ဘဝပြည့်အသက်ပြောင်းနိုင်ခြင်းရှိဟုဆိုရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ရှမ်းကုန်းတွင်ကိုပိုင်ကားနှင့်မဟုတ်ပေညဘက်အပြင်ထွက်လျင်ဖော်တာဆွဲခံရနိုင်ခြေရှိသည့်ကိုအထူးသတိပြုရန်ရှမ်းကုန်းမြို့အခြေဆိုင်ရဲတပ်ရင်းမြစ်ကဆိုပါသည် ရန်ကုန်တွင်စစ်မှုရန်အတွက်ပို့တာဆွဲခြင်းကိုညဘက်၌အဓိကပြုလုပ်လေရှိပြီးကိုပိုင်ကားဖြင့်သွာလာနေသူများကိုဖမ်းဆီးလေမရှိပေလမ်းလျှောက်လာသူများအားအဓိကဖမ်းဆီးကြောင်းသိရပါသည်။ညဘက်ကိုပိုင်ကားနှင့်ထွက်တဲ့ကောင်တွေကညသောအဖြစ်ကလက်တက်ဘားသွားကြတဲ့သူတို့ဘူကျုပ်တွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေများတာဆိုတော့မှာပြီးသွားဖက်ပြီးရင်ပြဿနာတက်ယုံတယ်မကဘူး။နောက်နေ့လေရောက်ရောရန်ကုန်ကနေရှေးတန်းရောက်သွားနိုင်တယ်။အဲဒါကြောင့်ကားတွေကိုမဖမ်းရတာဟု၎င်းကသတင်းဌာနကိုပြောပါရယ်။ ရန်ကုန်တိုင်းအတွင်ထူးခြားဖြစ်စဉ်များနှင့်စစ်တပ်လှုပ်ရှားမှုများကိုအဓိကဖော်ပြနေသောရန်ကုန်စကောက်နက်ဝက်မှတာဝန်ရှိသူတဦးကလည်းစစ်တပ်သည်ညပတ်၌ကိုပိုင်ကားများကိုအရေးပေါ်ကိစ္စရှိလျင်တာစစ်သည်မှလွှဲ၍ရှောင်းတခေစစ်ဆေးဖမ်းဆီးမှုမျိုးလုပ်နေကြောင်းဆိုပါရယ်။အများအားဖြင့်ဆိုင်ကယ်စပိတ်နှင့်ခြေချင်းသွာလာနေတဲ့သူတွေကိုပဲရန်တန်းဆွဲသွားလိုက်။ရှောင်းတခင်စစ်ပြီးဖမ်းလိုက်လုံနေကြတာပါ။အတန်တိတ်မထွက်ပဲဆွဲလို့ရနေလို့ထင်နေ။သူတို့တွေကိုပဲပြစ်မှတ်ထားဖမ်းဆီးနေတာတွေ့ရပါရယ်။ ကိုပိုင်ကားနဲ့သွားလာသူတွေကိုတော့ဖမ်းဆီးရနေပါတယ်ဟု၎င်းကပြောပါတယ်။ညာဘက်တွင် ပေါ်တာဆွဲရန်ချောင်းနေသည့်အဖွဲအငဲရှိနေသည့်ကိုသတိပြုကြရန်၎င်းကဆက်လက်ပြောပါတယ်။လူရောပတ်စံရောရတဲ့ခွင်ဖြစ်လာလို့လရဲဆက်ရဲဖြစ်နေကြပါပြီ။ပွဲစည်းလို့လူစီကားတဲ့နေရာတွင်နားမှာတောင်လူပြတ်တာနဲ့ဆွဲဖို့ချောင်းနေသူတွေရှိနေတတ်ကြပါတယ်။ပါသွားရင်ဆက်သွယ်ရမယ့်သူတွေစရင်ကိုအသိလှုပ်ထားမှတ်ထားပါလို့လည်းမှာကျင်ပါတယ်ဟု၎င်းကအကြံပြုပါတယ်။ အော်တိုဘာ၁၀ရက်ည၁၀:၀၀ကတ်တွင်ဘူတထောင်မြို့နယ်ကန်နာလန်နှင့်53လမ်းတောင်ဘူတထောင်ဖျားရှိ24ကိတ်အနီး၌ယောက်ျားလေး၂ဦးလမ်းလျှောက်သွားလာနေစဉ်လှေကင်းကားတစ်စီးဖြင့်စစ်သားများရောက်ရှိလာပြီးရိုက်နှက်ဖမ်းခေါ်သွားကြောင်းရန်ကုန်စကောက်နက်ဝက်ကထုတ်ပြန်ထားပါသည်။ဆလပီလွိုက်ကော်တက်ကတူကိုလုံခြုံရေးအဖြစ်နဲ့ပြန်ဖွင့်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။နှစ်နှစ်ဒီပါပိတ်ထားခဲ့ရတဲ့လွိုက်ကော်တက်ကတူကိုလုံခြုံရေးအပြေးအဝါချကအော်တိုဘတ်23ရက်နေ့ကစပြီးပြန်လည်ဖွင့်လှစ်ကအဝေးသည့်ဒုတိယတုတ်အကြောင်းသားတွေကို အနီးကပ်တင်တန်းစတင်ပို့ချတင်တန်းပေးနေပြီဖြစ်တယ်လို့သိရပါတယ်လိုက်ကတက်ကတော်ဝင်းနဲ့အပြင်ဘက်တက်လျှောက်လုံးမှာလုံချုံရေးတက်ခွက်ဝင်တွေကလုံချုံရေးရယူပေးထားတာဖြစ်ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်တက်ကတော်ကမနိကစာဖွင့်နေအရင်ရက်ကဝင်ကြီးချုပ်လဲလာသွားပြီးလိုအပ်တာတွေလုပ်ပေးမယ်လို့သိရတယ်တက်ကတော်ဘက်မှာလုံချုံရေးတွေချပေးထားတယ်အရင်ကလည်းချောင်းဝင်းထဲမှာတက်နေရေးကတော့ရှိတယ်အခုကအင်အားဘလောက်ချထားတယ်ဘာညာတော့အတိအကျမသိရပါဘူးတက်ကတော်အနီးကလမ်းတွေထဲမှာလည်းရေးကင်းတွေရှိတယ် ကျောင်းသားတော်တော်များများတက်တာတွေ့ရတယ်။မတက်မနေရဆိုတော့အကုန်တက်ရတာပေါ့လို့ဒေတာခန်ကပြောပါရယ်။လိုက်ကောတက်ကတော်ပိတ်ထားချိန်မှာအဝေးတင်ကျောင်းသူကျောင်းသားတွေကတောင်ကြီးတက်ကတော်မှာပြောင်းရွှေ့တက်ရောက်နေကြတာဖြစ်ပြီးအနီးကပ်တင်တဲ့နဲ့စာမူးပွဲဖြည့်ဆို့ရမယ့်ကာလနီးကပ်ချိန်မှာတက်ကတော်ပြောင်းလဲဖြည့်ဆို့ဖို့စာထုတ်လာတာကြောင့်ကျူရှင်ကိုတောင်ကြီးမှာတက်ရောက်မှုရှိတဲ့ကျောင်းသားတွေအတွက်အခက်အခဲဖြစ်ခဲ့ရတယ်လို့သိရပါရယ်။အခုကမဖြစ်မနေဆိုတော့တောင်ကြီးမှာတက်ဖို့လှုပ်ထားသူအလုံးဒီမှာပြန်တက်ရတာပေါ့။ တချို့ကတောင်ကြီးမှာပဲကျူရှင်တွေတက်ကြတာရှိတယ်ဆိုတော့နည်းနည်းအခက်တွေ့ကြတာပေါ့ဆောင်မှုပွဲနာနီးရင်ကျူရှင်တွေကအနီးကပ်ထပ်ကြကြတာရှိတယ်မလားလို့လိုက်ကော်ဒေတာခန်ကပြောပါတယ်လက်ရှိလိုက်ကော်တက်ကတူရဲ့ပေါမောက်ခါကျုံနဲ့ဒုတိယပေါမောက်ခါကျုံကတော့လူသစ်တွေဖြစ်တယ်လို့သိရပါတယ်အရှင်ပါကျုံအဟောက်ဦးအောင်ခင်းမြင့်နဲ့ဒုတိယပေါမောက်ခါကျုံကဒေါ်တီတာတို့ကတော့ KMDF ကဖမ်းဆီးသွားပြီးနောက်ပိုင်းမှာပြန်လွတ်လာခဲ့ပါတယ်